်င်္ဂလာပါခင်ဗျာဆရာကြီးကျွန်တော်တို့ဘဝထဲမှာလေဓမ္မအမောင်ကပြည်စုံနေဆိုတဲ့ခံစားချက်တွေခံစားဝင်ရကြအောင် the spot ပေါ့နော်ဒါပဲရှိနေတယ်ဆိုတဲ့ခံစားချက်တွေခံစားဝင်ရကြအောင်ကျွန်တော်တို့ဘလို့အကြောင်းဖြစ်လာလဲဆိုတာပြောကြပြပါခင်ဗျာဆရာကြီးဒီဟာနဲ့ပတ်သက်ပြီးဆရာမေးဘူးလေဒီလိုပြည်စုံနေကိုခံစားဦးလားပြောလို့ရှိနေလို့ရှိနော်အဲ့တော့ပြည်စုံနေကိုသိခံစားပြီးတော့အဲ့ရှိဘာလို့လဲဆိုလိုအပ်ချက်ကရှိရှိ လွန်ချက်ကလည်းဘလို့ရှိလဲဆိုသူများနဲ့တော့တာနိုင်ချင်တယ်ဆိုတော့ဥပမာတိုင်းတိုင်းသူရှိတာပြီဆိုသူလောက်မရှိသေးဘူးနော်အဲ့လိုနိုင်ချင်တဲ့အတွက်သူကပြည့်စုံတယ်လို့ခံတယ်အဲ့တော့ဆရာကဗာလေးပြောတယ်ဆိုလူတွေညာအားဖြင့်ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ပဲတိုင်းတာကြတာဟောပြည့်စုံပြည့်စုံဆိုတော့ဒီကနေ့ပြည့်စုံတယ်မပြည့်စုံဘူးဆိုခံစားရစိတ်ကပဲခံစားတာအဲ့တော့ရုပ်ဝတ္ထုပစ္စည်းတွေကဘူတီပြီးတော့ဆရာကပြောနေရတဲ့အတွက် သူကပြည့်စုံတယ်လို့ခံစားရတယ်။အဲတော့စိတ်နဲ့ပတ်သက်ပြီးဘလို့ပြည့်စုံလဲဆိုလို့ရှိရင်တိလသမารိပညာနဲ့ပြည့်စုံပြည့်စုံတာ။အဲတော့ဆရာတိလသမารိပညာနဲ့ပြည့်စုံတယ်ဆိုရှင်တယ်သူကပညာနဲ့ဆိုတော့ဆရာရဲ့တိလသမารိပညာကသူကတခါပဲဒီခုချိန်ရည်စားကိုတည်တည်တိကုန်ပြည့်စုံ။ဆရာအလိုမဟုတ်ဘူး။အခိုက်ထိုက်ပြည့်စုံရင်ရတယ်။ခုဆရာတို့ ဖျားရှိကိုကိုက်မှာပဲလက်ဦးလေးချိလိုက်တာဘာဖြစ်သွားလို့တမာလေးဖြစ်တယ်ဒီတီလာဖြစ်တယ်เนาะညစွာချွတ်ပြားရဲ့အာယုံပေါ်ကိုစိတ်လေးတီလာပါဖြစ်တယ်တမာလေးဖြစ်တယ်လက်ဦးလေးချိလိုက်တာဘူဝကရောတာဘူစေနာကရောတာပညာဖြစ်တယ်အဲဆိုရင်တီလာတမာလေးပညာနဲ့ဖျားရှိကိုအခိုက်မှာပြည့်စုံသွားတယ်เนาะအခိုက်ခိုက်ခိုက်ထိုက်တိုင်းမှာပြည့်စုံသူစားမျိုးပေါ်ပြောတာအဲ့တော့ဆရာပါပြောကတဲ့ခမင်းလေးတခါတည်းအဝစားလို့ရတာတခါတည်းဥမာ ကွာသေးသေးတိဒီတစ်ခါတစ်ထိုင်နဲ့ဘွာစားလို့ရတယ်အဲ့ကြမရဘူးအဲ့တိုင်မင်းဒီလိုခိုက်ထက်ခိုက်ခိုက်နေတယ်အလုံးသွင်းနိုင်လို့ရှိရင်ပြည့်စုံသွားမှာလေလို့ဒါကြောင့်မို့ဇာတော့ဘွာမှာပြည့်စုံအောင်လားဒီကနေတစ်ခါနဲ့သေးသေးတိတစ်ခါနဲ့ပြည့်စုံနေတော့ဗျာကိုယ်နေစင်မှာပဲခိုက်ထိုက်နဲ့ပြည့်စုံပြုတတ်သွားတယ်ဘွာမှာပြည့်စုံသွားမှာဖြစ်မှာနော်အဲ့တော့ပြည့်စုံနေဆိုတဲ့လေးကိုဇာပြောခြင်းနဲ့ ဘာနဲ့ပဲတိုင်ရမှာလဲဆိုကိုယ့်ရဲ့သီလကိုယ့်ရဲ့သမာဓိကိုယ့်ရဲ့ပညာဒါနဲ့တခါပြည့်စုံတော့မှာမဟုတ်ဘူးပုံနှလုံးသွင်းနေဒီတိုင်းကြီးနှလုံးသွင်းနေလို့ရှိရင်ဘဝမှာခိုက်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 နေရယ်ပြည့်စုံတော့မှာဖြစ်ပါတယ်ဘာလို့လဲကိုယ်နေရတာလည်းခိုက်ခိုက်ပဲနေရတာအတိတ်ကိုလည်းပြန်နေလို့မရလို့နာကက်ကိုလည်းချိုးနေလို့မရအောင်အဲ့တော့ကိုယ့်ရဲ့ပြည့်စုံပန်တိုင်းမှာနေတတ်သွားလို့ရှိရင်ပြည့်စုံသွားတာလေဒီနေ့စဉ်းစားကြည့်ပါနော်ဘုရား ပြုမြတ်တယ်ကျေးဇူးပါများဆက်ကံလည်းကောင်းပါစေ၊ဉာဏ်လည်းကောင်းပါစေ။